ဖွဲ့ပြီးရင်ဥစဉ်ချင်းကြီးရောမှာဆိုလို့ပါဥစဉ်ကတော့လေဝိမျိုးရွှေဘုံဝင်ကြောင်းတိုင်းနေလက်ပြီးမှချဝတဲ့နန်းဒီပြဥဏ္ဏတာဆရာဖြစ်ပါတယ်ရည်ရင်ကျေးဥတင်နန်းကိုလေးလာရေးဖြစ်နေကြွားရောက်လာတာဖြစ်ပါတယ်ဤကြွားရောက်လာတဲ့အခါမှာဤပွဲကိုဖြစ်မြောက်အောင်ဆောင်ရွက်ကြသောသင်္နန်းဒီပြဆရာတော်လည်းကွာအားလုံးလာရောက်ပြီးတော့သင်ယူကြတဲ့ပုံကိုတည်တည်တို့ကိုပတ်သားပွဲရအောင်ရောပြပါမယ် မာစီရတံကိုရောက်ခုတဲ့ဆရာတော်ကြီးဆရာကြီးဒီလိုက်ရှင်ကြီးအလုံးပြီးပါတယ်ဓမ္မစီရဆောင်းပါးမှာပါပါတယ်အဲ့တော့ဘာပါတယ်လဲဆိုတော့မြတ်စွာဘုရားတရားတော်နဲ့ပတ်သက်လာရင်နဲ့မြတ်စွာဘုရားတရားတော်နဲ့ပတ်သက်ပြီးတော့အဲ့ဓမ္မစီရကျမ်းစာမှာဘယ်လိုဟောမိတ်ထားတယ်လဲဆိုတော့မြတ်စွာဘုရားကိုတဲ့ဒီဥပမာကြီးတပည့်ပင်ကျော်မှာလူပေါင်း၃၀၀ကြီးရဲ့ဆိုကြပါဘူးဘယ်လဲ သုံးတောင်ကိုသုံးဖို့ပုံလိုက်လို့ရှိရင်တဘုံကိုတစ်ထောင်ပဲရှိပါတယ်အဲ့တော့တဘုံကိုတစ်ထောင်တစ်ထောင်ပေါ့အဲ့တော့ကပြေပြင်းရောမှာရှိတဲ့လူဦးရေသုံးဖို့ပုံလိုက်ရင်နှစ်ပုံသရောတစ်ထောင်ရှိပါတယ်မြတ်စွာဘုရားအကြောင်းကိုသွားပြီးဖူးပြီးပြန်လာရပါတယ်မြင်မြင်သမားတို့ပြအင်တာဗျူးလုပ်ပါတယ်သင်တို့တပည့်ဘုရားကမှပြန်လာတာမြတ်စွာဘုရားကိုဗာချီညိုလို့ပြန်လာတာတော့လို့မေးတဲ့အခါကျတော့အဖွဲတုံးကပြောပါတယ်မြတ်စွာဘုရားရဲ့ရုပ်ကိုကြည်ညိုလို့ရတယ်ပြောပါဦးကြည်ညိုလို့ကျောင်းကြည်ညိုလို့ ဆုံးမကိုတော်လေးကြောကြောလာလာဆိုလို့ရှိရင်ဒကာဒမတွေကဆွန်လောင်းကိုခင်ကောင်းအောင်လောင်းကိုဝယ်မလေးပါဘူးအဲ့ဒါရုပ်ကိုကြည်ညိုတာပါအဲ့တော့လေဒီတပြေပြေရွာမှာလူကြီးရေပေါင်းတိုးတက်လာပါပြီလူကြီးရေပေါင်း9000ဖြစ်သွားပါပြီစာဝါရီမှာပါတဲ့ဆောင်ဘုတ်ကိုလိုက်မဆူခိုင်းပါဘူးဦးစင်းအချင်းရောပါဆိုလို့ကလိုင်းကမတော့ပြုံးတော့ပြထားပါတယ်စောစောတော့မစင်စရာတော့တော့ပြီးအောင်တန်ခါလေးဆွန်လောင်းဝင်ရလိုက်ပါတယ်ဒီတော့ဇာတ်ရုပ်စံဒီပါရဲ့ထုတ်ထွက်ပြီးကျတယ်ဟုတ်လား တဏှာတွေကိုမစင်လေလောင်းဝင်ရလိုက်ပါတယ်။သူ့တိုင်းတဲ့အာရပိုင်းစားလိုက်ပါတယ်။ဦးစင်လောင်းဝင်ရမရတော့မသိပါဘူး။ခလိုက်ခောက်ကိုပြုံးတော့ပြထားပါတယ်။အဲ့တော့တပည့်မြောင်မှာလူကြီး9000ရှိလာပြီဆိုကြပါစို့တဲ့9000ကို9ဘုတ်ပုံရင်တပုတ်တပုတ်1000စီရှိပါတယ်ဖခင်ကြောင့်ကလူကြီးပေါင်း4000ပြန်လာပါတယ်အဲ့တော့လူကြီးပေါင်း4000ပြန်လာကြပါတယ်အဲ့တော့အလုံးပေါင်းလို့ရှိရင်9ဘုတ်နော် အဲ့တော့နားဖို့ပုံလိုက်ကြပါလေ။နားဖို့ပုံလိုက်တော့တပုတ်တပုတ်တစ်ထောင်ဆိုတော့၄ပုံဆိုတော့၄တောင်ဖရဲကြောင်ကပြန်လာတော့အင်တာဗျူးလုပ်ပါလေ။ပေတော့တည်းလူကြီး၄တောင်ကြီးဖရဲကြောင်ကဗာကိစ္စပြန်လာတော့တော့ဆိုတော့တစ်ဖွဲ့လုံးမှဖြီးပါလေ။ဖရဲရှင်ရဲ့အတန်ကိုကြီးညိုလို့တဲ့။ဘာကိုကြီးညိုလို့ဆရာရှင်။ဒါဆိုရင်အတန်နဲ့ပတ်သက်လာရင်ပြည်သက်ကနားဖို့ပုံရင်၄ပုံ၄တောင်ကဖရဲကိုကြီးညိုလေတဲ့။ တို့တချို့ချို့တရားဝတ်ဓမ္မတိကကြံကြီးခံအတန်တို့ပါလို့အတန်ကောင်းရင်တရားနာပြီးတက်ပြီးများလာသိပါလိမ့်မယ်အတန်ကိုကြီးညိုလာဘာကိုကြီးညိုလာဒီလိုနဲ့ဒီတပည့်ပြင်ကျော်မှလူကြီးပေါင်းတစ်ကောင်းဖြစ်သွားပါတယ်လူကြီးပေါင်းဘလောက်အဲ့တကောင်းကိုလည်းပဲပုံများပုံပုံပုံတော့ဆယ်ပုံပုံလိုက်တဲ့ပုံတပုံတစ်ထောင်ကြီးရှိပါတယ်။လူကြီးပေါင်း900ပေါ့ကွ။အဲ့ဒီ900ဘုရားကျောင်းကပြန်လာတဲ့အခါမှာအင်တာဗျူးလုပ်ကြပြန်ပါတယ်။သင်တို့တွေလူကြီးများလာပြီးခိုက်တပင်းပင်ရွာကြီး လူဦးရေများလာပြီလူဦးရေပေါင်း9000တောင်မှလာအဲ့တော့သင်တို့ဘုရားကြောင့်ဘာကြီးညိုလို့တော့ဆိုတစ်ဖွဲ့လုံးဖြီးပါလေဘုရားရဲ့ပါဠိတော်လူခါမယ်မြန်မာလူခေါ်ပါတဲ့အချက်ကိုကြီးညိုတာလေပြောဘုရားရဲ့ဘာကိုကြီးညိုတာအခုရန်ကြီးတော်ရမှာမြင့်တယ်ဆရာကြီးပြောတော်တယ်လို့ပဲတော်ချောင်းဆိုတော့ခေါင်းပေါင်းပပန်းနဲ့ကျူးစာအထုတ်ကြပါလေ ဒီလိုခေါင်းပါတဲ့တော်ကြောင်လေးကိုဒီကားတော့တရားဝိုင်းကြည့်ကြည့်ယူလိုက်ကြတာအခုသင်္ကန်းသူသင်္ကန်းသားတွေမြင်တဲ့အတိုင်းပဲတော်တော်ပြည့်စုံနေပါပြီတချို့ချို့ဒီကားတော့ပါကပါဠိလိုဒုက္ခတဲ့မြန်မာလိုခေါင်းပါတဲ့အကျင့်ကိုကျင့်တဲ့တောဖို့ရှိမှရွေးကြည့်ယူတာပါကွယ်အဲ့ဒါဆိုလို့ရှိရင်ဘုရားရှင်ကိုလူရေပေါင်းတစ်တောင်ဆယ်ပုံပုံတော့ဘိုးပုံက5တောင်အဲ့ဒီ5တောင်ကခေါင်းပါတဲ့အကျင့်ကျင့်တဲ့တို့ဘုရားရှင်ကိုကြည့်ယူတာပေါ့ကွယ်တပိတ်တစ်လုံးသင်္ကန်းသုံးတယ်နဲ့တရင်သုံးတယ်တို့ဘုရားကိုကြည့်ယူတာပေါ့ကွယ် ဒီလိုနဲ့အရိကအမေပင်ရွာကြီးကရံကင်းဆရာတော်အမှုထားတဲ့ဆရာဆရာမတွေတန်တန်းသူတန်တန်းသားတွေရဲ့ကြော်ညာမှုကြောင့်ဒီနေ့ပြီးတော့ပြစ်ဖြစ်လာတဲ့အတွက်ကြောင့်လူကြီးတွေပေါ့အဲ့ဒီအမေပင်ရွာကြီးကတသိန်းဖြစ်ပြီးဆိုကြပါစို့တဲ့လူကြီးပေါ့တော့တော့အဲ့ဒီတသိန်းနဲ့ကဘုရားရှင်ကြီးကအဖို့မပါဘူးတယောက်ခဲပြန်လာတယ်ဝေးဘုရားရှင်ကြီးကတယောက်ခဲပြန်လာတော့အဖို့မပါတော့အင်တာဗျူးလုပ်ရင်တင်းအဖို့မပါဘူးတယောက်ခဲဘုရားရှင်ကြီးက အားကြောင့်ပြန်လာတာတို့ဘာကြီးကြီးလိုသွားတာတို့ဆိုတော့အဲ့ဒီတယောက်ကဖြေရှာတယ်ကွယ်ဘုရားရှင်ဟောတဲ့တရားကိုကြီးညိုတာဘုရားရှင်ဟောတဲ့ဘာကိုကြီးညိုတာဘုရားကိုကြီးညိုဘုရားရှင်ရဲ့ယဉ်နေတဲ့တရားဘုရားရှင်ဟောတဲ့တရားကိုကြီးညိုလို့ပြန်လာတာတရားနဲ့ပတ်သက်လို့ဖို့မပါတော့ပါဘူးကွယ်တယောက်တည်းဘဘောမလားတရားနဲ့ပတ်သက်ပဏျောင်းတည်းတရားဆိုလို့ရှိရင်လူဦးရေပေါင်းတသိန်းရှိတဲ့ဒီတပြင်းပြင်းတော်မှာတရားနဲ့ပတ်သက်တယောက်ပဲကြီးညိုတယ်ဘုရားရှင် နော်ဓမ္မစရဲ့ကျမ်းစာတွေမှာဒီနဲ့ဟောထားတယ်ဇနောက်ရပြာတိထေရဝတ္ထုမှာရှိအဲ့ဒါကိုဦးဇင်းကဆောင်ဖို့တွေတိုက်ပြီးတိုက်ပြီးလိုက်ဦးဇင်းချက်တွေပြုတ်သွားမှာပေါ့ဟုတ်လားအဲ့တော့ပြန်နှစ်ချုပ်လိုက်လို့ရှိရင်လူဦးရေကိုသုံးဖို့ပုံနှစ်ပုံကမြတ်စွာဘုရားရဲ့ရွှေအစင်းတန်တဲ့သူရဲ့ရုပ်ကိုကြီးညိုလို့တွားပြီးတော့လူတန်းနဲ့လူဦးရေအားလုံးဖြစ်လာတဲ့အခါငါ့ဘုံပုံလေးပုံကမြတ်စွာဘုရားရဲ့အဲ့ဒီအတန်ကိုကြီးညိုလို့တွားချတယ် လူကြီးပေါင်းတပေါင်းပြည့်လို့ဆယ်ပုံပုံ၉ပုံမှာ၉တော်မှာမြတ်စွာဘုရားရဲ့ပါဠိလိုလူကမြမတော်ခေါင်းပါတဲ့အချင်းကိုကျင့်လို့ကြီးညိုကြတယ်။လူကြီးပေါင်းတသိန်းဖြစ်လာတဲ့အခါဘုရားရှင်ရှီကအဖို့မပါဘူးတယောက်တည်းပြန်လာမှာပေတာပြီးတော့တော့တရားကိုချီးလို့ပါတဲ့တရားကိုကြီးညိုလို့ပါတဲ့ဒါဆိုရင်ဒီကျမ်းစာကိုထောက်ထားလိုက်ရင် တရားကိုချစ်တာတသိမ့်မှတရားတရားကိုချစ်တာတသိမ့်ပါဗျာဒီရန်လေးတော့ဆရာမြစ်တင်တန်းမှာတရားနဲ့ပတ်သက်ပြီးခုဆရာရောဆရာဆရာမရောအတိအတိပို့ချကြသည်ယူကြအတတ်ရောနဲ့တရားကိုချစ်ကြတာကိုလားဒါဆိုရင်ဒီတစ်ခွေလုံးကတသိန်းနဲ့တယောက်ကိုတသိန်းနဲ့ဟာမပါဘူး။အမြောက်မြောက်ဖွဲ့လို့မြောက်မှရမှာလေ။ဟုတ်လား။အဲ့တော့ဒီသင်္นานသူသင်္นานသားတွေအားလုံးဟာတရားကိုချစ်လို့ဒီခမ်းမာတွေရောက်လာကြတာမို့လား။ ဒါဆိုရင်အလုံးဟာကိုယ့်ကိုဂုံကြတယ်တသိန်းနဲ့ဟာတရားအလုံးတသိန်းနဲ့တရားကလားလို့ဝမ်းကြောက်ခွင့်ယူစွာဖြင့်ခြေနှက်ကြရအောင်ခြေစက်ဘုကိုယ်တော့ပြန်ဆောင်ရပါမယ်